Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဈေးသက်သာပြီးလူကြိုက်များတဲ့ Time Brand 8ကလေးကို unbox and review လုပ်ပြပေးသွားမှာဖြစ်ပါတယ်။ဆိုတော့ TikTok Shop ကနေပြီးတော့ Mostune ဆိုတဲ့ brand က8တုံးလုံးမှာတာပါတယ်။ပထမဆုံး8ကလေးက Slim Bag 8ကလေးပေါ့နော်ဆိုတော့အမဲလေးမှာတာပါတယ်။ဘာမှမထည့်ရသေးဘူးပျားသလိုမျိုးတော့ဖြစ်နေတယ်။ဒါပေမဲ့သူတို့သုံးထားတဲ့ leather ချုပ်ရိုးချုပ်သားအတွင်ပိုင်းစန်နာစပါရာလေးတွေအကုန်လုံးပေးရတဲ့ဈေးနဲ့တန်ပြီးတော့လှပါတယ်။ ပြီးတော့တလုံးကိုဘတ်300လေးရပဲရှိရဲ့အပြင် TikTok Shop ကလည်း discount တွေပေးသေးရောဈေးသက်သာပေါ့နော်ဒုတိယလုံးကတော့ဆိုတော့ဘဲသွားသွားထိုင်းမလေးလွှဲရတွေ့ရတဲ့အိတ်ကလေးကိုမှချက်သွေးအောင်လေးမှားထားပါတယ်ချွေးချုပ်သားကိုကြည့်အောင်လုံးဝတည်တက်နေရောပဲသူတို့ဆက်လိုက်ထားတာတွေတုံးထားတဲ့ leather လေးတွေအကုန်လုံးကဘာမှပြောစရာမလိုအထဲမှာလည်းတော်တော်ဆန့်နေဆိုတော့အရင်တော့အဲ့ဒီဇိုင်းအောင်မှာအမဲအောင်အိတ်ကလေးဝယ်ဘူးတာပေါ့နော်ခီးသွားတာတော်တော်ဆန့်နေကင်မရာတွေရောပတ်စံအိတ်တွေရောမီနီဖန်တွေရော အကုန်ထည့်ပြီးသွားတာပေါ့နော်ဒါပေမဲ့ဆိုတော့မင်းကကြိုက်တယ်ဆိုပြီးဒီမှတိုက်သွားတော့တော့လုံးထဝယ်လဲရပါတယ်ဒီထိုင်းမှလေးလည်းအမင်းအောင်တော်တော်လွယ်ကြတယ်အမင်းအောင်တော်တော်ရေပန်းစားဆုံးပဲဆိုတော့ချက်သေးလေးလှမယ်ထင်လို့မရှိရနဲ့တလုံးဝယ်လိုက်ပါတယ်နောက်ဆုံးလုံးလေးကတော့သူတို့အစ်စ်ထွက်ထားတဲ့ဒီဇိုင်းလေးကမှဆိုတော့အညူလေးမှားထားပါတယ်သူရဲ့ချွေးချုပ်သားရေးတီချာမြင်အောင်ဆိုရအနီးကက်လေးပြပေးထားပါတယ်။ leather တုံးနှားလေးလည်းကောင်းတယ်။အိတ်ကလေးကပေါ်ပြီးတော့ထဲမှလည်းတော်တော်ဆန်နေ။စစ်လေးလည်းပါတော့စိတ်ချရတယ်ပေါ့နော်။ ီဒီဇိုင်းလေးကတော့ခွခွကောင်မလေးတွေတော်တော်ကြိုက်ကြပြီးတော့တခြား brand တွေလည်းထုတ်ကြတဲ့ခက်ဆင်ဆင်ဒီဇိုင်းလေးပေါ့နော်။အဲ့ brand ကတုပ်ဖက်တီရောဒီဇိုင်းတွေ color တွေအများကြီးထူထားပါတယ်။ဆိုတော့ basic အဖြစ်ဆုံး color နဲ့ဒီဇိုင်းလေးကိုရွေးပြီးတော့မှာထားပါတယ်။ straw wear ရဲ့သုံးလုံးနဲ့မှာဘယ်လုံးကိုကြိုက်ဆုံးလဲ comment နဲ့မှာရေးခဲ့ပြီးနော်။အဲ့ဆိုတော့ video တွေမှာပြန်တွေ့မယ်။ bye bye ။